ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ကက်ဒီကောက်မှာတော့စပါတာကောင်စိုးလေးဆိုတဲ့ဟာတာဇာကာလီကိုရီခတ်လုပ်ပေးတော့ပါပဲဖြစ်ပါတယ်။ဟာတာကာလီဖြစ်လို့ဟာတာအမည်ဖြစ်တာကြီးစုပေးကြဖို့တောင်းဆိုပါရခင်ဗျာ။ခရစ်တော်မပေါ်မီခုနှစ်တွေတုန်းကစပါတာတိုင်းပြည်မှာပစ်ကြီးတွေနဲ့ကျန်းနေတဲ့စပါတာစစ်တပ်ကြီးကအင်အားကောင်းနေခဲ့ပါတယ်။အဲဒီအင်အားကောင်းနေရခြင်းကလည်းသူတို့မိမတွေမွေးလာတဲ့ကလေးတွေကိုစစ်ဘက်ပါမာတို့မိုးဆိပ်ပါမာတို့မှမွေးပြီးလူဖက်ဥဲ့နေတဲ့ကလေးတို့ပြစ်ချက်ရှိတဲ့ကလေးတို့ဆိုရင်မမွေးလို့ပဲဖြစ်ပါတယ်။အဲ့နောက်ဇဝင်ငန်းတကူမှာဘိုးတော်ကြီးတစ်ပါးကမွေးထားတဲ့ကလေးတက်ကိုကြည့်လိုက်တဲ့ချိန်အဲ့ဒီကလေးကမွန်စတာအစိမ်းလေးဖြစ်နေတာကိုတွေ့လိုက်ရပါတယ် နောက်ပြီးမွေးရဲကအရန်လိမ့်မာတဲ့ကလေးကသူ့ကိုအမ်ဘတ်စိန်းတွေနဲ့တကြံကြပေးလိုက်တော့ငကိုရဲကပြည့်ချက်ရှိနေတဲ့ကောင်စိုးလေးကိုဒိုးတော့ကဆိုပြီးရော်နယ်ဒိုကန်ချင်းနဲ့ကန်ပေးလိုက်ပါတော့တယ်။နောက်ကလေးတစ်ယောက်ကလည်းဗီနန်မြစ်ခွက်ကြီးဖြစ်နေတော့ဘရက်ပစ်နဲ့အင်ဂျီလီနာဂျိုလီတို့ကိုမွေးစားဖို့ပေးပစ်လိုက်ပါတယ်။နောက်ဆုံးသူတို့လိုချင်တဲ့ပုံစံတိုင်းစစ်ပက်တွေမုတ်စိတ်တွေနဲ့ကလေးကိုရတဲ့အခါမှာတော့အကောင်းဆုံးစပါတန်ဖြစ်လာမှာပဲဆိုပြီးမွေးဖို့အဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ကောင်လေးကိုတုတ်ကြီးလိုနမ်းပြီးပေးလိုက်ပြီးပြည့်ပြည့်စုံတဲ့စပါတန်တစ်ယောက်ဖြစ်လာအောင်ပွားဖြစ်သူဒေါ်ဖိုက်တာဂျန်တို့ကငငယ်တဲကသူနဲ့ဖိုင်တင်လေ့ကျင့်ခန်းခဲ့ပါတယ်။ ုံကြီးတယောက်ကတော့အဖွားဖြစ်သူကိုလည်းမညာဘူးအန်ကပ်ပါပြုတ်တဲ့ ठी ထိုးတာပါပဲအသက်ကြီးလာတဲ့ ठी ကိုလေးကျင်ကန်းနေမပြတ်ခဲ့ပဲမျိုးစုံလုပ်ခဲ့ရပါတယ်အနာခံနိုင်အောင် BDSM ဘောက်တော်စမ်းမြစ်အကွက်တွေနဲ့လည်းအရိုက်ခံလေးရှိပါတယ် လေ့ကျင့်ပေးတဲ့ဆရာကဘလောက်တောင်စည်းနေတာပါလဲဆိုရင်ဥရိပါအနာခံတဲ့အောင်ဥမာခွေးစာတင်ပြီးခွေးကိုကတ်ခန်းလိုက်ပါသေးတယ်။ဒါပြင်အေးရန်ခံတဲ့အောင် training ပေးတဲ့အနေနဲ့စောင်းနှင်းကြီးကိုလုံးတီးနဲ့မြို့ပြင်ထုတ်ထားလိုက်ပါသေးတယ်။တုတ်ကြီးလည်းအေးကလည်းအေးမကြုံသေးတာတွေကြုတ်ကုန်ပြီးဘိုက်ကလည်းစာရာနဲ့ပေါက်တက်ကြရီရှောက်စားနေခဲ့ရပါတယ်။နော်ဘီစပါတာတွေအတွက်တရဝါဇိုးကြီးလို့သတ်မှတ်ထားတဲ့အလွန်တရာအနေအများလာပါတယ်ဆိုတဲ့လှုပ်စီလှုပ်စီပင်ကွင်းကောင်နဲ့လည်း fighting play ခဲ့ရပါသေးတယ်။တုတ်ကြီးကအဲ့ဒီပင်ကွင်းနဲ့တိတ်ခါရှိရှိချပါမယ်ဆိုမှပင်ကွင်းကရုတ်တရက်ကြီးတလုံးကိုတလုံးပါဆယ်ထုတ်တဲ့ကွက်နဲ့ပြေးလာပြီးတုတ်ကြီးမျက်နှာကိုသူ့ရဲ့နှလုံးပြူးနဲ့ဖိထားခဲ့ပါတယ်။ နောက်ပြီး bonus အနေနဲ့ကြီးပါပါချပြစ်လိုက်ပါတယ်ဒါမဲ့တူကြီးကတူကြီးกว่าတူကြီးပဲရှိတယ်ဆိုပြီးကိုသိခါနဲ့ကိုမနေတဲ့ပင်ကွင်းကိုလန်စာကျွေးလိုက်ပါတော့တယ်ဒီလိုနဲ့စပါတာတွေအတွက်ကြောက်စရာတရဝဖြစ်တဲ့ပင်ကွင်းကိုတက်လိုက်နိုင်ခဲ့တဲ့တူကြီးကိုအားလုံးကဘီရင်တစ်တင်မြောက်လိုက်ကြပါတယ်အဲ့ဒီနေ့မှာပဲပူပွင့်ခိုင်နိုင်ငံခြားပါရှင်စကီလေးပူပွင့်ခူးက တုတ်ကြီးကိုမကြောက်မရွံ့အထားရီပေးနေခဲ့ပါတယ်ပြည်တာနဲ့တုတ်ကြီးကိုအော်တိုထိုးပေးပါအောင်လို့ကြာတန်လေးနဲ့တောင်းဆိုလာတော့ငကိုရဲကတေးရီသမုဒ္ဒရာဒဇင်းလောက်ကြာနေတဲ့တုတ်ကြီးလည်းငါ့ကိုလက်ထပ်ပါဆိုတဲ့စာသားကိုဖူးပွင့်ခူရဲ့တောင်းနှလုံးကြားကနေမြင်းနားမှာရေးပေးလိုက်ပါတော့တယ်အင်ဝေရှင်ဖူးပွင့်ခူကလည်းသူမရဲ့အမေပေးတဲ့လယ်ရုပ်ကွက်ကိုခတ်ထားတဲ့တော့ရဲ့ password ကိုတုတ်ကြီးရင်ပတ်မှာရေးပေးလိုက်ရင်နောက်ဆုံးမင်္ဂလာစော်ပြစ်သွားကြပါတယ်တုတ်ကြီးတို့များအရန်လှုပ်ကြတာတော့နှစ်နှင်းငယ်လောက်နဲ့ကလေးတွေပါလေရလာခဲ့ပါတယ်သူ့သားကိုလည်းသူ့တို့ကလို့ဖိုက်တင်လေးကျင့်ပေးပေမဲ့သူ့သားကတော့သူ့လိုဖားကိုယ်တော်အံကက်ပြုတ်တဲ့အထိပြန်တွေ့နိုင်တဲ့လူမျိုးမဟုတ်ပါဘူး သူကကြီးသူ့တာကိုလှိမ့်တွယ်နေတာကြီးပါပဲတော်ကြကင်ပေါက်လိုက်တော်ကြကင်ဆောက်လိုက်တော်ကြစမတ်တောင်းကျွေးလိုက်ရွှေနဲ့လိုက်ဖြက်လိုက်ဒုံးနဲ့ပိတ်ရက်လိုက်ကိုတနက်နဲ့ဝိုင်းပစ်လိုက်နဲ့ကောင်းကောင်းလေးလေ့ကျင့်ပေးနေခဲ့ပါတယ်အဲ့နောက်မှာတော့သူတို့စီကိုပါရှန်တိုင်းမီကစက်သားတယောက်ရောက်လာခဲ့ပါတယ်တော်ကြီးကသူတို့ထုံးစံတိုင်းကစ်စုံနှုတ်ဆက်လိုက်ပြီးလိုင်းကိစ္စကိုမေးလိုက်ပါတယ် စတားကသူ့ရဲ့ပါရှန်ပီးမိုက်ကယ်ဝါတိုဟာအခုဆိုရင်သူ့ရဲ့အေယာမစစ်တပ်ကြီးနဲ့ကဘာကြီးကိုတိမ့်ပိုက်ထားနိုင်နေပြီဆိုတဲ့အကြောင်းနဲ့စပါတာတိုင်းပြည်တစ်ခုပဲတိမ့်ပိုက်ဖို့ကြံတော့တာကြောင့်သူ့စီကိုជីជីပြည်ကိုတိုင်းပြည်ကိုလွှဲပေးလိုက်ဖို့တုံကြီးစီသတင်းစကားပားလိုက်တာပဲဖြစ်ပါတယ်။အဲလိုသာလွှဲပေးမဲ့ဆိုရင်စပါတာတိုင်းပြည်ကယောက်ျားတွေကိုပြေးမဲ့ဆောက်ခိုင်းပြီးမိမတွေကိုကျုံပြက်ထားကကလေးတွေကိုပုံမှန်စေုံမှာအလုပ်ပေးထားမယ်လို့ပြောလာခဲ့ပါတယ်။စပါတာတိုင်းပြည်ကနိုင်ငံရေးကြံပေးကတော့ပါရှန်တချို့ဖြစ်တဲ့အတွက်လက်ခံဖို့ပြောပေမဲ့တုံကြီးကစပါတာဆိုတာဒါပဲကွာလို့ဩပြီးစက်သားရဲ့မျက်ကွက်ကိုဒရိနဲ့မျက်နှာတစ်ပေးလိုက်ပါတယ်။ ပြည်ထောင်နယ်သူတို့တိုင်းပြည်ကတေရွေးနယ်ကိုဘလုစတီကန်နဲ့ကန်ချင်းနဲ့ကန်ချလိုက်ပြီးစက်သားနဲ့ပါလာတဲ့ကောင်တွေကိုပါတကောင်ပြီးတကောင်ကန်ချပစ်လိုက်ပါတယ်။အဲဒီနောက်ဆိုရောဘရီတနီစပီးယားနဲ့နောက်ထပ်ဆယ်လီဘရီတီတွေတေရွေးရှိမှာမျက်စိလာနောက်နေလို့သူတို့ကိုပါကန်ချလိုက်ပါတယ်။အဲဒါကိုမောင်လေးကန်ချစ်ကအများကြီးစူးစမ်းဖို့လိုသေးတဲ့ဆိုပြီးဆရာကြီးလာလို့နေတယ်။အမေရိကန်အိုက်ဒေါ်ကဆိုင်မွန်တို့အဖွဲ့ကိုလည်းတွန်းချလိုက်ပါတယ်။အဲဒီနောက်ပါရှန်ကိုစစ်တိုက်ဖို့သူတငယ်ချင်းစစ်သူကြီးကိုအကြံဉာဏ်သွားတောင်းတော့သူတငယ်ချင်းကစစ်တိုက်မထွက်ခွင့်ရှေးပြေဟော့ဆရာရီစီအရင်သွားမေးတင်ကြောင်းပြောခဲ့ပါတယ်။ ။ဒါကြောင့်ရှေးပြေဟော့ဆရာတွေစီသွားပြီးဂျမန်ကားတွေကပုံစံတွေနဲ့မြေပုံဆွဲပြပြီးစီးရေးဆရာသွားမိခဲ့ပါတယ်။အဲ့နောက်ရှေးပြေဟော့ဆရာတွေကနတ်ဆရာမာလီစီကိုဘော်ဒီဘောပို့လိုက်တဲ့အတွက်နတ်ဆရာမာလီစီကိုသွားမိရပါတော့တယ်။ နက်စရာကလည်းစစ်တိုက်သွားရရင်ဒီမှာပဲလို့ပေါ်တင်ဟောပေးလိုက်ပါတယ်ဒါမဲ့တူကြီးကတော့ထိလို့မရပါဘူးတိုက်မယ်လို့စိုးပြတ်လိုက်ပါတယ်ဒီလိုနဲ့စစ်ထွေမှန်ညမှာမိမဖြစ်သူဖူးပင်ကူကသူနဲ့အကြကြီးခွဲရမှာမို့ရှင်ကျမကိုဒီညဆိတ်ရှိတဲ့လောက်သာလှုပ်ချင်အောင်လှုပ်ပါတော့လို့ဒါလေးနဲ့ပြောခဲ့ပါတယ်အဲ့နောက်တူကြီးတယောက်လှုပ်ချင်တာလှုပ်ဆိုတာနဲ့လှုပ်တင်တာကိုမလို့ပဲဖူးပင်ကူကိုအလေးတုံးလို့သဘောထားပြီးတညာလုံး special ကိုအလေးမနေခဲ့ပါတယ်နောက်နေ့မနေ့မှာတော့အဟိုကြီးမှတ်နေတဲ့စစ်သူကြီးကစစ်သား300စုဖို့မပြောနဲ့သူသားပါဝင်စစ်တယောက်ပဲစုနိုင်ခဲ့ပါတယ်အဲ့နောက်တူကြီးတယောက်သူသားဖြစ်သူကိုတမန်အောင်နေဖို့မြက်ခွက်တစ်ချက်ထိုးရင်မှာနေခဲ့ပါတယ် ဖူးဖွင့်ခူးကလည်းသူ့ယောက်ျားကိုလဲဆွဲလေးပေးလိုက်ပြီးနှုတ်ဆက်ခဲ့ပါတယ်။အဲဒီနောက်ဒေါ်ကြီးတို့ဘက်ခုံဆော့ခုံဆော့နဲ့စက်တိုက်ထွက်လာပါတော့တယ်။လမ်းမှာခဏနိုင်ရင်အဖြစ်ဂျိုရီတွေဘာတွေတောင်းကြောင်ရီဘာတွေရိုက်နေတဲ့အချိန်ပုံစံပြောင်းနေတဲ့ပယ်ရီဟန်တဲရောက်လာပြီးပါရှန်တွေကိုအနိုင်တိုက်နိုင်မဲ့လျှော့ဝက်လန်ကိုပြုတ်ပြပေးခဲ့ပါတယ်။ ဒါမဲ့ပြန်လာနေတဲ့ဒူမကိုစပါတာစစ်တပ်တဲဝင်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါမဲ့တူကြီးကတော့လက်မခံခဲ့ပါဘူး။အဲနောက်မှာတော့သူတို့နောက်ကို73ရောက်ပါတဲ့ပါရှာစစ်တပ်ရောက်လာခဲ့ပါတယ်။ဒါမဲ့ဟိုဘက်ကလှောက်တောင်မလို့ရသေးဘူးစပါတာတွေကဖတိကသူရဲကောင်းလုပ်ပြီးရပါအုတ်ထုံးနဲ့ပါရှန်ကောင်းဆောင်ကိုဓမနဲ့ပြီးခုတ်ခဲ့ပါတယ်။ဒါမဲ့ခိုးလိုက်တာဘကုန်းနဲ့တညင်လောက်ကွာနေတော့မှန်းနာနဲ့မကြိုက်ပဲကြောက်ဆုံနဲ့ကစင်ပြီးဆွဲပါတော့တယ်။အဲနောက်တိုက်ပွဲဆပါတော့တယ်။တိုက်ပွဲကခုတ်မဲ့ထိမဲ့ဆိုတဲ့တိုက်ပွဲမျိုးမဟုတ်ပဲပြန်ကားကြတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့စပါတာတို့ကဒိုင်းသုံးယောက်စီကအမှတ်စင်မဲ့ရပြီးနိုင်သွားခဲ့တဲ့အတွက်ပါရှန်တွေတတ်တာဆိုပြီးရေထဲခုန်ချရပါတော့တယ်။ဒီဘက်မှာတော့ကောင်စီလူကြီးတယောက်ဖူးပွင့်ကူစီသွားပြီးစစ်တိုက်ထွက်နေတဲ့တုံကြီးတို့စီစစ်ကူထက်လွတ်ပေးဖို့ကောင်စီလူကြီးတွေစီသွားတောက်ဆိုဖို့ကြံညာလာပေးခဲ့ပါတယ်။အဲဒီနောက်ကောင်စီဝင်တအုပ်ဖြစ်တဲ့နိုင်ငံရေးကြံပြီးဘဲကြီးစီသွားပြီးအမိပေးတဲ့လက်တွေကိုအမိပြုတ်ပြီးလှုပ်ရှားကစစ်ကူပေးဖို့သဘောတူညီချက်ကိုရအောင်ယူခဲ့ပါတယ်။ တစ်ဖက်မှာပါရှန်ပီယမိုက်ကယ်ဝါဒုတ်ကတိုကြီးရိုစီစစ်တပ်ကြီးနဲ့ရောက်ချလာပြီးဘေရီနန်တော်တွေလာဆော့နေခဲ့ပါတယ်။အဲဒီနောက်အခုလက်နက်ချရင် Lucky 7မှာငိမ့်စာအကောင်းစားဟိုတယ်အကောင်းစား facility အကောင်းစားတွေနဲ့တပတ်လည်ခွင့်ရမယ်လို့ကန့်သတ်လိုက်ပါတယ်။ဒါပေမဲ့တိုကြီးကထပ်ပြီးညင်လိုက်တဲ့အတွက် Michael Ward စိတ်တူသွားပြီးသူ့ရဲ့အကောင်းဆုံးစစ်တီတွေကိုတိုက်ခိုက်ဖို့လွှတ်လိုက်ပါတယ်။ဒီတကစစ်တီတွေကတော့ rapper တွေပဲဖြစ်ပြီးတိုကြီးရိုဖွက်နဲ့ rapper ရွတ်ပါတော့တယ်။ဒါပေမဲ့မိုးအောင်ညင်လို့ဆွဲဆောင်ရနေတဲ့ Sparta တွေကတော့ rapper ရွတ်တာလေ rapper တွေကိုနိုင်သွားခဲ့ပါတယ်။ဒါပေမဲ့ဖက်တီတယောက်ကတော့ဆိုလေးတပွဲကိုရှုံးသွားပြီးမျက်ခွက်ကြွေးခံလိုက်ရတာကြောင့်ဇုံလုံးကန်းသွားခဲ့ပါတယ်။ နောက်ထပ်ဇက်ဝင်ကမ်းမှာတော့ Michael Watt တို့တယောက် Vogue တွဲရင်ရော့ဆက်ပါတီလုပ်ခဲ့ပြီးအဲ့ဒီမှာပုံပြောင်း Perry Handel လည်းရှိနေခဲ့ပါတယ် အဲ့တော့သူမကစပါတာတွေကိုတစ္ဆာဖောက်ဖို့ကြိုးစားနေတဲ့အတွက်မိုက်ကယ်ဝါတ်တော့ကိုစပါတာတွေစစ်ကြည့်လာမယ်လမ်းကြောင်းကိုပြောပြမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အပြန်လှန်နေတဲ့သူမကိုလက်တလောလိုင်းပေါ်မှာခစ်စားနေတဲ့အိတ်ဝဲပေးဖို့နဲ့သူမကျောကုန်းကဖုတ်နေတဲ့ဘူကြီးကိုဖောက်ပေးဖို့တောင်းဆိုလိုက်ပါတယ်။မိုက်ကယ်ဝါတ်တော့လည်းလိုချင်တဲ့အိတ်ကိုပေးလိုက်ပြီးကျောကုန်းကဘူကိုသူ့ကိုယ်တိုင်ဖောက်ပေးတဲ့အချိန်ဘူရဲကပြချွတ်ချွတ်ဤတွေကသူ့ဘော်ကိုတကြံကြသွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့တူကြီးတို့ရဲ့တိုင်ရင်လက်ခုလက်မှာမရှိတွေပါတွေတော်ရင်နားနေတဲ့အချိန်စစ်သူကြီးရဲ့တားတယောက်ကဘယ်ရီဟန်တဲ့သူတို့ကိုတစ္ဆာဖောက်လိုက်လို့အခုဆိုမိုက်ကယ်ဝါတ်တော့အင်အားအလုံးရင်းနဲ့လာတော့မယ်ဆိုတဲ့အကြောင်းကိုလာပြောခဲ့ပါတယ်။ အဲ့နောက်တိုကြီးဖတိနဲ့စကားသွားပြောတဲ့ချိန်စကီလေးစော်လိုက်လို့ဖတိကမြမျိုးလုံးတော်ပဲစီနေမဲ့မသိတော့ပါဘူးတိုကြီးကပါရှန်နေမရောက်လာခင်ဖတိကိုစပါတာတိုင်းပြည်ကိုပြန်ခိုင်းလိုက်ပြီးသူတို့ဒီမှာဘလိုရီရဲရဲဝံ့ဝံ့တိုက်ခိုက်နေတဲ့အကြောင်းတွေကိုတိုင်းသူပြည်သားတွေကိုပြန်ကြွထားဖို့အမိန်ပေးလိုက်တာပဲဖြစ်ပါတယ်နောက်ပြီးသူမိမဖူးပွင့်ကိုပေးထားတဲ့လဲဇွဲလေးကိုလည်းပြန်ထည့်ပေးလိုက်ပါတယ်ဒီလိုနဲ့ဇုံလုံးကန်းနေတဲ့ဖတိလဲစပါတာကိုစတဝါဝါနဲ့ပြန်သွားရပါတော့တယ်ခဏကြာမှတော့မိုက်ကယ်ဝါတို့တို့ဖွဲ့ရောက်လာပြီးလက်နဲ့ချဖို့ပြောလာခဲ့ပါတယ် တုတ်ကြီးကညင်းတဲ့အခါမှာတော့စစ်တီတန်းနဲ့ချီခေါ်ပြီးကျုံးမို့လှုပ်ပါတော့တယ်။တစ်ဖက်မှာတော့ဖိုးပင်ခုကကောင်းစီဝင်ကြီးတွေကိုသူ့ယောက်ျားကိုကူညီအောင်လို့ဒီကောင်လိုတွန့်လေကောက်ကွေးတဲ့ပုံစံနဲ့ကပြနေခဲ့ပါတယ်။ဒီကောင်တော့ဘိုးတော်ကြီးတွေကတည်ရကြပြီးလက်ခံလိုက်ပေမဲ့နိုင်ငံရေးကြံပေးတဲ့ဘဲကြီးကစားပြီးနားမနေလို့ကဖိုးပင်ခုကိုမကူညီတော့ပါဘူး။အဲဒါကြောင့်စိတ်တူသွားတဲ့ဖိုးပင်ခုလည်းစပိုက်တာမဲရောင်ပုံနေပါတယ်ပြောင်းပြီးဘဲကြီးကိုတမနေခဲ့ပါတယ်။ဒါမဲ့ဘဲကြီးကလည်းခေတူမို့ပဲလူသားဖြစ်နေတဲ့အတွက်ဖိုးပင်ခုဘလို့နိုင်အောင်ချရမလဲကြောင်ပြောင်းနေခဲ့ပါတယ်။နောက်ဆုံးဖိုးပင်ခုလည်းဖုံဆုပ်ဆက်နဲ့ဆုပ်ပေးလိုက်တော့မှပဲဘဲကြီးလည်းကွယ်လွန်နေစရောက်သွားပါတော့တယ်။ ဲ့တော့မှကောင်စီလူကြီးတွေနဲ့နိုင်ငံရေးအကြံပေးဘဲကိုတက်ဆောက်ဖောင်းမှန်းတည်သွားပြီးတိုကြီးတို့ကိုဆက်ကူလှုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အရန်ကိုနောက်ကျနေပြီဖြစ်ပါတယ်။တိုကြီးတို့ကပါရှန်တွေနဲ့အမကန်စော်နေပြီဖြစ်ပါတယ်။ဒါပြင်ပါရှန်တွေဘက်ကလေးဝဲလက်နဲ့နေတဲ့ကော့ရိုက်တာကြီးပါလာတော့မင်းတို့တော့တနာတယ်ဆိုတဲ့စပါတာတွေကမိသက်ဆေးဘူးနဲ့ပြန်ပြီးတမပေးလိုက်ပါတယ်။ နောက်တော့လက်ဝိတ်ကျော်ရော်ကီပါရောက်ချလာပြီးသူတို့ကိုကောင်းဖြတ်လိုက်အမိဖြတ်လိုက်တဲ့တကောင်ပြီးတကောင်တမနေခဲ့ပါတယ်။အဲနောက်ရော်ကီကစစ်သူကြီးသားကိုတက်ပစ်လိုက်တဲ့တွေ့စစ်သူကြီးကလည်းရော်ကီကိုကျွတ်သားတင်းစီအပြစ်ထိုးပေးလိုက်ပြီးတတိပေးလိုက်ပါတယ်။ဒါမဲ့တစ်ဆက်ထဲမှာပဲမိုက်ကယ်ဝါဒုတ်ကစစ်သူကြီးကိုလမ်းနဲ့ပြစ်တက်လိုက်ပါတယ်။ဒါကြောင့်တိုးကြီးတယောက်တုတ်တက်သားတွေအတွက်လက်စားချေဖို့ဝါဒုတ်ကိုဆွဲလိုက်ပါတယ်။ ဆော်လိုင်းရင်ကားတစ်ခုကိန်းမုတ်ထဲဝင်သွားပြီးကားရီခိုးကန်းနေကောက်ပြီးဝါတုတ်စီတုတ်ပါတော့တယ်ဝါတုတ်ကလည်းတစ်ဖက်မှာ transformer စေယုတ်ကြီးဖြစ်ပုံပြောင်းတမဖို့လုံနေခဲ့ပါပြီဒါမဲ့တိုကြီးတို့ရောက်လာပြီးစော်ကြတော့မဲ့အချိန်မှာတော့စေယုတ်မီဂျိုကမမီလို့ချော်လိုင်းရင်သူလဲချော်တိုကြီးတို့တစ်ဖွဲ့လုံးလဲစေယုတ်ပြီးပြီးရှော့သွားပါတော့တယ်တစ်ဖက်မှာတော့ဖက်တီကစပါတာပြည်ကိုပြန်ရောက်နေပြီးဖြစ်ပြီးမမီမကန်းတဲ့ဖူးပွင့်ခူရဲ့တန်ယုံစင်တောင်းတန်းကြီးတွေကိုတော့ကင်နေမိခဲ့ပါတယ် ပြည်ထောင်နယ်တုတ်ကြီးပေးလိုက်တဲ့ဆွဲချိုးကိုပေးလိုက်ပြီးစေမကောင်းစရာတရင်ကိုပြောပြလိုက်ပါတယ်။တနေ့ကြတဲ့အခါမှာတော့မြေကန်းဖက်တီကောင်းဆောင်တဲ့စစ်တပ်ကြီးအားပါရှန်နေကိုတဖန်စစ်ကြည့်ဖို့သွားခဲ့ပါတယ်။ဒါမဲ့ဇလုံးကန်းနေတဲ့ဖက်တီကဥဆောင်တာဆိုတော့ပါရှန်နေစီမရောက်ခဲ့နေရမှပြီးရောက်ကုန်ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ဖက်တီတို့ဟာသူ့အတူဆေးပြက်စင်တာကနလန်ထူပြီးပြန်လာတယ်။နမီကြီး celebrity လင်းစီလိုအန်ကိုပါရှန်နေထင်တဲ့တမလိုက်ရင်ဇလန်လေးလေးပြီးဆုံးသွားခဲ့ပါတယ်။အဆုံးထိကြီးစုပေးခဲ့ကြတဲ့အတွက်ပိတ်သက်ကြီးတို့ကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။